လိုအားလုံးမင်္ဂလာပါကျွန်တော်ရဲ့ဗီဒီယိုကိုလာရောက်ကြည့်ရှုနေတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျသင်ရဲ့ဗီဒီယိုကဘလောက်ပဲကောင်းနေပါစေလူတွေကမကနစ်ပဲကြုံသွားရင်လည်းကောင်းပါပဲတမ်းမင်းကတော့ချက်ကဗီဒီယိုရဲ့မျက်နှာပါ ဒီနေ့မှာတော့ Clitoris City R ကိုမြင့်မားစေမဲ့လူတွေကိုချက်ချင်းဆွဲဆောင်နိုင်မဲ့ YouTube Thumbnail Design Tip and Trick ငါးခုကိုရှင်းပြပေးသွားပါမယ်။နောက်ဆုံးမှာလည်းအမြင့်ရှောင်းတဲ့အမှားနှစ်ချက်ကိုလည်းပြောပြပေးပါမယ်။ Okay ဒါဆိုရင် ညွှန်ရင်းကိုစလိုက်အောင်ပထမဆုံးနဲ့အခြေခံအကြဆုံးအချက်ကတော့အယူအဆနဲ့အရည်လေးပါ YouTube ကတက်မှတ်ထားတဲ့စံနှုန်းက980ခမြောက်920ပြေစေပါ၁၆6အချူ9 aspect ratio ဖြစ်ရပါမယ် high resolution ရှိတဲ့ပုံကိုပဲသုံးပါပြေစေကွဲပြီးဝါနေတဲ့ပုံတွေဟာ unprofessional ဖြစ်စေပြီးလူတွေကိုချက်ချင်းကြော်လာပါလိမ့်မယ်တမနီကိုပုံနဲ့ကြည့်တဲ့အခါကွန်ပျူတာနဲ့ကြည့်တဲ့အခါမှာကြည်လင်းပြတ်သားနေကိုတေချာ စစ်ဆေးပါဒုတိယအချက်ကတော့လူသားတွေရဲ့အခြေခံစစ်ပညာကို အတုံးချတာပါလူတွေကလူမျက်နာကိုချက်ချင်းအာရုံစိုက်ပါဖြစ်နိုင်ရင်သင်ရဲ့မျက်နာကိုတမ်းမင်းမှာထဲ့ပါပိုအရေးကြီးတာကစိတ်ခံစားမှု emotion ကိုပြပါအော်တဲ့ပုံအယံပျော်နေတဲ့ပုံဒေါသထွက်နေတဲ့ပုံစတာနေနဲ့ internet စိတ်ခံစားမှုတစ်ခုခုကိုပေါ်ပြပါဥပမာကျွန်တော်ကဒေါ်လာ1000ရှုံးသွားတယ်ဆိုရင်ထိတ်လန့်နေတဲ့မျက်နာပုံကကြည့်ရှုသူကိုဘာဖြစ်တာလဲဆိုတဲ့စူးစမ်းခြင်းတွေကိုချက်ချင်းပြီးစွမ်းနိုင်ပါတယ်တတိယအချက်က တော့ပုံလင်းတဲ့အကြောင်းနဲ့ဌာနမှု contract ကို အသုံးပြုပါတင့်ရဲ့တမ်းမင်းက YouTube ရဲ့အဖြူအနည်းအ내ရောင်ကြီးချားမှာချက်ချင်းထွက်ထွက်နေရပါမယ် bright color ကိုတုံးပါနောက်ခံအရောင်နဲ့စာသားအရောင်ကပြင်းပြင်းထန်ထန်ကွဲပြားနေရပါမယ်ဥပမာအဝါရောင် စာသားကိုအ내ရောင် online ထူထူနဲ့ထည့်တာမျိုးပါဒါမှသာဖုံးပြနာပြီးအသေးလေးလေးပုံမှာတော့စာသားတွေကိုအလဲကူးနေရမှာဖြစ်ပါတယ်နောက်တစ်ခုက report tag ကိုလည်းတရိပ်ရပါပုံရဲ့အဓိကအရာဝတ္ထုတွေကိုပ ယ်ပဲဒါမှမဟုတ်ညာဘက်မှာထားပြီးအလေမှာမထားပဲဒီဇိုင်းဆွဲပါအဲဒါကြောင့်အချက်ကစာသားသုံးယူခြင်းဖြစ်ပါတယ်အဓိကမထားရမှာက let it more ပါတာမန်လေးမှာစာလုံးကြီး၃လုံးကနေ၅လုံးတည်းပုံမတော့ပါနဲ့တင့်ရဲ့ခေါင်းစဉ်ထိုက်တဲ့ကိုလည်းပြန်မကူးချပါနဲ့စာသားကခေါင်းစဉ်ကိုပူပြီးစိတ်ဝင်စားစရာဖြစ်အောင်ပူပြီးအဖြစ်ပြီးအောင်ဒါအသုံးပြုပါ fork ကိုကြည်ကြည်ထားပြီးရိုးရှင်းတဲ့ fork အမျိုးအစားကိုပဲဝေးချပါဘာလို့လဲဆိုတော့ကြည့်ရှုသူဟာတစ်ချက်ကြည့်ရ ုံနဲ့နားလည်သွားရမှာဖြစ်ပါတယ်။နောက်ဆုံးနဲ့အရေးပါတဲ့အချက်ကတော့အမှန်တစေစင်ဆက်မပြတ်မှု brand consistency ဖြစ်ပါတယ်။တင့်ချန်တဲ့အတွက်တမန်ထားတဲ့ fault culpability ကိုအမြဲတမ်းအသုံးပြုပါဒါမှတိတ် subscribe ပါတွေကဒါငါတို့ channel ရဲ့ video ပဲအဲဒါမျိုးနဲ့ ချက်ချင်းသိရှိပြီးတော့ကလျင်ခွင့်ရပုံများလာစေမှာပါတခါတလေတမ်းမင်းရဲ့ဘယ်သက်အပေါ်တော့မှသင်ရဲ့ logo အသေးလေးဒါမှမဟုတ် channel ရဲ့ထူးခြားတဲ့အမှတ်သားတစ်ခုခုကိုထည့်ပေးပါအခုတို့အများစုကျွလွန်လေးရှိတဲ့အမှားနှစ်ချက်ကိုပြောပြပေးပါမယ်နံပါတ်1 calibrate မလုပ်ပါနဲ့ တမ်းမလေးကလိန်ထားတာဗီဒီယိုတွေကအကြောင်းအရာနဲ့မကပ်ကျင်တာမျိုးမလုပ်ပါနဲ့။အဲကလစ်ရနိုင်ပေမဲ့လူတွေကချက်ချင်းပိတ်သွားပြီး YouTube ရဲ့ algorithm ကလည်းသင်ရဲ့ဗီဒီယိုကိုအဆင့်ချော့ချသွားပါလိမ့်မယ်။နံပါတ်2အရေးကြီးတာတွေကိုညာဘက်အောက်ထောက်မှာမထားပါနဲ့။အဲ့ဒီနေရာမှာဗီဒီယိုရဲ့ခြာတဲ့ တိုင်းစတန်ကပုံနေတတ်လို့ပါ။ကဲအနည်းဆုံးအားလို့ရှိရင်တမ်းမနေဟာ quality ကောင်းရမယ်၊စိတ်ခံစားမှုပြရမယ်၊အကြောင်းတွေပေါ်လွင်ရမယ်၊စာသားကိုကြည်ကြည်နဲ့နည်းနည်းထည့်ရမယ်။ပြီးတော့တစ် brand ပုံစံနဲ့ကန့်ညီရမယ်။အဒီတစ်တွေကိုတော်မီတစ် channel ကို ပြင်တင်ကြည့်ပါ။ဘယ်တစ်ကတင့်အတွက်အသုံးဝင်လဲဆိုတာကို comment မှာပြောပြပေးခဲ့ပါဦး။ဒီ video ကိုကြည့်ရင် like and subscribe လုပ်ဖို့မဝေးပါနဲ့နော်။နောက် video မှာပြန်တွေ့မယ်။ Bye.